ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေ့ပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။သင်ရဲ့အတူတွေကိုမရတန်နိုင်ဘူးလား။ဒါဆိုရင်ဒီပုံမြင်လေးကတင်းကိုကူညီပေးပါလိမ့်မယ်။ကဲဒါဆိုရင်ပုံမြင်လေးကိုအဆုံးထိနားတော်တာစဉ်ခန်းစားကြည့်ပါရှင်။ဒီခါတော့ကတောင်တန်းမြေကြားထဲမှာလေးချမ်းသာရတဲ့ကျွရလေးတရွာရှိပါရစေ။အဲဒီကြေးရွာမှာစိတ်ညံလမ်းမြန်အသက်24နှစ်အရွယ်မကိုလို့ခေါ်တဲ့လူငယ်လေးနေထိုင်ပါတယ်။သူစိတ်ထဲမှာအမြဲအကျွေးတွေနဲ့ပြင်းထန်နေပြီး အမြဲတမ်းစိတ်မသက်မသာဖြစ်ကပင်ပန်းနွမ်းနေနေတတ်ပါတယ်။သူဟာအတိတ်ကိုစိတ်မကောင်းဖြစ်တတ်ပြီးအနာဂတ်အတွက်အစိုးရင်ပူပန်တတ်တာကြောင့်သူစိတ်ထဲမှာမုံတိုင်းတစ်ခုလိုစူညံနေပြီးစိတ်ငြိမ်သက်မှုမရှိ၊ကောင်းကောင်းအိပ်ပျော်ခြင်းမရှိ၊ပြုံးဖို့ရောခက်ခဲနေပါတယ်။တနေ့မှမာကိုဟာတောင်ကုန်းမော်ကကြီးရွာလေးတရွာမှာနေထိုင်တဲ့ညံကြီးရှင်အဖိုးအိုအကြောင်းကြားလိုက်ပါတယ်။ဒီအဖိုးအိုဟာတခါကနာမည်ကျော်စိတ်ပညာရှင်တအိုးဖြစ်ခဲ့ပြီး လူများစွာကိုစိတ်ငြိမ်သက်မှုရှာဖွေရနေရမှာကူညီပေးခဲ့ပူပါတယ်။အခုအခါမှာတော့သူဟာတဘာဝနဲ့ဤဇတ်တဲ့တော်တောင်းနေကြမှာဤချမ်းတဲ့ဘဝကိုနေထိုင်ပြီးခဏခဏမဟုတ်ပေနဲ့။ငါရောက်လေပတ်သူတွေကိုအကြံဉာဏ်တွေနဲ့ပေးတတ်ပါသေးတယ်။မာကိုဟာဒီဉာဏ်ကြီးရှင်ကငါ့ကိုစိတ်ငြိမ်သက်မှုရှာဖွေဖို့ကူညီနိုင်မလားလို့တွေးမိပါတယ်။သူဟာအဖို့အိုစီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အချိန်တော်ကြာပင်မစွာခီးနှံပြီးနောက်မာကိုဟာ တောင်ကုန်းမော်ကကြေးရွာလေးကိုရောက်ရှိလာခဲ့ပါတယ်။သူဟာအဖိုးအိုကိုအစိမ်းရောင်နဲ့ဖုံးလွှမ်းနေတဲ့အင်္ဂလိပ်ရဲ့လေကားတစ်ပုံမှာငိမ့်သက်စွာထိုင်နေပြီးမျက်လုံးမိတ်ထားတာကိုတွေ့ရပါတယ်။မာကိုဟာညံသာစွာချင်းကပ်ပြီးသူ့ရဲ့စိတ်ပူပန်မှုတွေကိုဖွင့်ပြောကာအဖိုးကျွန်တော်စိတ်ကအယမ်းမြန်နေတယ်။အတူတူမရတန်နိုင်ဘူး။ကျွန်တော်စိတ်ထဲမှာငိမ့်သက်မှုကိုလိုချင်တဲ့အဖိုးကကျွန်တော်ကိုကူညီနိုင်မလားလို့နေလိုက်ပါတယ်။အဖိုးအိုဟာပြပြချင်းမျက်လုံးဖွင့်ပြီးအေးချမ်းနဲ့အပြုံးလေးနဲ့ မင်းကစိတ်ငြိမ်သက်မှုကိုရှာနေရလားဒါဆိုငါနဲ့လိုက်လာခင်မင်းကိုအလုပ်သေးသေးလေးတစ်ခုပေးမယ်လို့ပြောလိုက်ပါတယ်သူဟာမာကိုကို သူ့အိမ်ရဲ့ channel ကိုခေါ်သွားပြီးရေတခွက်ကိုအပြည့်ပြည့်ကအနေငယ်လှုပ်ယုံနဲ့ရေတွေယိုချနိုင်လောက်အောင်ပြင်နေအောင်ဖြေပါတယ်ပြီးရင်အောင်ရေခွက်ကိုမာကိုလက်ထဲထည့်ပြီးဒီကနေ့ကြေးရွာအစွန်ထိရှောက်သွားပြီးပြန်လာခင်ဒါပေမဲ့အမှတ်ထားဖို့ကရေတစက်တောင်မယိုစေရဘူးလို့ညွှန်ကြားပါတယ် အံ့ဩသွားပြီးမှစိတ်ဓာတ်ခိုင်မာစွာနဲ့မာကိုဟာဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။သူဟာရေခွက်ကိုခရီးတစ်ဆိုင်ကိုင်းပြီးဂျင်းမြောင်းနဲ့လူစီကားနေတဲ့လမ်းပေါ်မှာရှောက်သွားပါတယ်။လမ်းလျှောက်သူကရှောက်ပြေးသူကပြေးဈေးတွေကဖောက်တွေကိုအော်ခေါ်နေကြပြီးခွေတွေကဟောင်းနေကြပြီးမှမာကိုဟာဘေးကိုလည်းမကြည့်ဘူး။သူမျက်လုံးလေးဟာရေခွက်ပေါ်မှာပဲစူးဆိုင်နေပြီးဖြည်းဖြည်းချင်းတတိထားလန်းလိုက်နောက်တလန်းလှမ်းလိုက်နဲ့သွားနေပါတယ်။ လူတွေကသူ့ကိုအံ့ဩစွာကြည်နေကြပြီးမှဘသူမှတော့သူ့ကိုမနှောက်ယှက်ခဲ့ကြပါဘူး။နောက်ဆုံးမှာမာကိုဟာအဖိုးစီပြန်ရောက်လာပြီးအဖိုးကျွန်တော်လုံနိုင်ခဲ့ပြီးရေတစက်တောင်မယိုခဲ့ဘူးလို့ပြောလိုက်ပါတယ်။အဖိုးအိုကကောင်းငယ်ပြီးပြုံးရဲကဒါဆိုကောင်းပြီ။ဒါပေမဲ့မင်းကငါမင်းပဲ။လမ်းမှာကစားနေတဲ့ကလေးတွေကိုမင်းမြင်ခဲ့လား။ခွေးတွေဟောင်းနေတာမြင်ကြခဲ့လား။ဆိုကမေးလိုက်ပါတယ်။မာကိုဟာအံ့ဩသွားပြီ။ဟင်ကျွန်တော်ဘာမှမမြင်ခဲ့ဘူး။ ဘာမှမကြားခဲ့ဘူးကျွန်တော်ကအီကွက်ကိုပဲအာယုံဆိုင်နေခဲ့တာလို့ဖြေလိုက်ပါတယ်အဖိုးကပြုံးခဲ့ပြီးပြောဝါချက်ကိုဖွင့်ပြောလိုက်ပါတယ်ဒါပဲဒါကမင်းထဲမှာအမြဲရှိနေခဲ့ပေမဲ့မင်းမသိခဲ့တဲ့အရာပဲမင်းရဲ့စိတ်ကလက်ရှိအခိုက်အတန့်မှာရှိနေတဲ့အခါမှာကြောက်စိရှုပ်ထွင်းမှုတွေအဖိုးအတွေ့အကြုံတွေနေရာမရှိတော့ဘူးသူကမာကိုရေကွက်ပေါ်မှာအာယုံဆိုင်နေချိန်မှာသူစိတ်ဟာလုံးဝတိတ်ဆိတ်သွားပြီးအတိတ်ကိုဝမ်းနေခြင်း အနာဂတ်ကိုကြောက်ရွံ့ခြင်းမရှိတော့ဘူးလို့ရှင်းပြပါရယ်။ဖြည်းဖြည်းချင်းနဲ့မာကိုဟာသူရှာဖွေနေတဲ့စိတ်ငြိမ်သက်မှုဟာအပြင်မှာရှာစီရမဟုတ်ဘဲလက်ရှိအခိုက်အတန့်မှာနေထိုင်ခြင်းဆိုတဲ့အရာကိုနားလည်လာပါရယ်။မာကိုဟာကောင်းကောင်းပြီးအဖိုးအခုကျွန်တော်နားလည်ပါပြီ။ကျွန်တော်စိတ်ကိုငြိမ်သက်စေခြင်းရင်ဒီအခိုက်အတန့်မှာပဲစိတ်ကိုထားရမယ်။ဒါဆိုရင် တကယ်စိတ်ငြိမ်သက်မှုရလာမယ်လို့ပြောလိုက်ပါရယ်။နေဝင်ချိန်မှာနေအောင်ကြီးရီဟာမြေပြင်ပေါ်ကိုလင်းလက်ကျန်ရခဲ့ပြီ။ ငါတွေဟာသူတို့အတိုက်တွေစီပြန်သွားနေချိန်မှာမာကိုဟာအိမ်ပြန်လမ်းကိုစတင်ရှောင်းလန်းခဲ့ပါတယ်။သူဟာအရင်လိုစိတ်မြန်လန်းမြန်လူငယ်လေးမဟုတ်တော့ဘဲပြောင်းလဲသွားခဲ့ပါတယ်။သူစိတ်ထဲမှာအတွင်းစိတ်ငြိမ်သက်မှုရှာတွေ့ခဲ့ပါတယ်။အကြောင်းကတော့သူစိတ်ကိုဘလို့ငြိမ်သက်အောင်လုပ်ရမယ်ဆိုတာအခုသူသိသွားလို့ပဲဖြစ်ပါတယ်။အခုနာတော်တာဆင်ခန်းစားနေကြတဲ့ပရိသတ်ကြီးတို့လည်းဒီပုံမြင်လေးတွေကနေသင်ခန်းစာတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ကျွန်မတို့ရဲ့နေ့စဉ်ပေါ်ကအမော်ရီကြတဲ့ကအာတက်စရာစိတ်ခွန်အားဖြစ်စေမဲ့ပုံရင်လေးတွေကိုနေ့စဉ်နေရာတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။